shame. အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ DVS Matter Season 4ရနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီ Season 4ရဆိုရင်တော့လူငယ်တွေအတွက်ပညာရေးနဲ့ဆိုင်တဲ့ဗဟုသုတတွေနဲ့ပညာရေးခွင့်လန်းတွေအကြောင်းကိုအပတ်စဉ်တိုင်းမျှဝေတင်ဆက်ပေးနေတာပဲဖြစ်ပါရစေ။ကဲဒီတစ်ပတ်မှာတော့ဒီ Scholar State International School မြန်မာရဲ့ Founder တယောက်ဖြစ်တဲ့တချေအေးချမ်းကိုဖိတ်ခေါ်ထားပါရစေ။တချေကဆိုလို့ရှိရင်လက်ရှိမှာ The University of Technology Sydney မှာလည်းလက်ရှိပညာသင်ကြားနေသူတယောက်ဖြစ်တယ်။ဆိုတော့တချေကိုတချေအကြောင်းလေးဖြစ်တဲ့ဒီ SISM အကြောင်းလေးတွေပြီးတော့လို့ရှိရင်တချေကဒီပုံမှန်လေအ ပညာရေးနဲ့ပတ်သက်တာတွေကိုဒီ online မှာ sharing အများအားလုပ်နေကြဆိုတော့ချက်ကိုမြည်ကြရတော့အများကြီးပဲဆိုတော့ချက်မင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ကဲ့ပါရှင်အချက်အခုလက်ရှိဘာရေးလုပ်နေလဲအချက်အရင်ပြောပြပေးပါအောင်ရှင်အော်အခုလက်ရှိမှာတော့ဒီလောလောဆယ်ဟိုကျောင်းဘက်ကပေါ့နော်တက်ဆရာရှိရတက်ကတူမှာကျောင်းတက်ဆရာနောက်ထပ်နှစ်ပတ်လောက်ကျန်သေးရပေါ့နော်အဲ့ဒါတက်နေပါရဲ့ပြီးတော့နောက်ဆုံးအပတ်မှာရန်ကုန်ပြန်လာဖို့အတွက်ရှိပါရဲ့ဟုတ်ကဲ့ပါအချက်ဆိုတော့ အရင်ဆုံးသိကျင်တာကတချဲ့ဒီ SISM ပေါ့နော်တချဲ့ဒီ Scholar State International School မြန်မာလေးကိုအရင်ဆုံးတချဲ့ဘလိုရွေချက်လေးနဲ့စပြီးတော့မှတည်ထောင်ဖြစ်ခဲ့လဲဆိုတာလေးပြောပြပေးပါအောင်ရှင့် ဟုတ်ကဲ့အမ်အစ SM ပေါ့နော်အဓိကကဟိုစပြီးတော့ဒီထောင်ဖြစ်တဲ့ဆိုတာကဒီ teacher အနေနဲ့အရင်ဆုံးပေါ့နော် like the tuition center အရင်ဆုံးစုံလောက်တဲ့ပေါ့နော် tuition center လောက်တဲ့အချိန်မှာတွေ့ခဲ့အခက်အခဲလေးပြီးတော့ဒါကလေးယူပေါ့နော်ပြုပြင်ပေးခြင်းနဲ့ပညာရေးအပိုင်းမှာရှိရာလေးတွေကိုအမ်အဓိကထားပြီးတော့ပေါ့နော် assign SM ဆိုပြီးတော့ဖြစ်လာ ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဓိကရည်ရွယ်ချက်က teacher ကိုဝိုင်းဒီအပြင်ဘက်မှာပေါ့နော်နိုင်ငံခြားမှာကျောင်းလာတက်တဲ့အချိန်မှာတက္ကသိုလ် major ရွေးရတဲ့အချိန်မှာအခက်အခဲအများကြီးတွေ့ရတယ်ပေါ့နော်အခက်အခဲ တွေ့ရဆိုကို့အနေနဲ့ exposure မရှိခဲ့ဘူးပေါ့နော်ဥမာ teacher ကိုဝိုင်းလဲ medical science လာတက်တဲ့အချိန်မှာဆိုရင်အခက်ခဲအများကြီးတွေ့ခဲ့ရတယ်။ medical science ဆိုတာဘာလဲဆိုတာမသိခဲ့ဘူးပေါ့နော် medical ဆိုတဲ့စကားလုံးပါတယ်ဆိုတာနဲ့တင်ဟို တကယ်လို့မှ career ဘိုင်းဆိုရင်လည်းအဆင်ပြေမယ်လို့ဆိုရဲစိတ်နဲ့ပေါ့နော်လာခဲ့ရဖြစ်တယ်။ဒါပေမဲ့ teacher ကိုဝိုင်းကဒီ subject ကိုကြိုက်လို့သဘောကျလို့တော်တရားပေါ့နော်။ဒါပေမဲ့ဒီရောက်လာတဲ့အချိန်မှာကလေးတော်တော်များကပေါ့နော်တက္ကသိုလ်ကျောင်းကျောင်းသားတွေကသူ့ဘာဖြစ်ချင်လဲဆိုတာမသိကြဘူးပေါ့နော်။အဲအချိန်မှာ summer work subject တွေကြားရဖြစ်နိုင်တယ်။ကြားရခါကြားရင်နိုင်ငံခြားမှာကိုက international student ကိုအချိန်ကြရင်စာမပွဲကြရတဲ့အခါကျရင် visa တွေပါထိနိုင်တယ်ပေါ့နော်ပြီးရင် career လမ်းကြောင်းသွားမယ်ဆိုရင်လည်းအလောက်ရှာဖို့ကဒီဘက်တီမှာနိုင်ငံတွေမှာအရန်ခက်ခဲရယ်ကို့အနေနဲ့ကို့အရန်ဝါသနာပါရဲ့ဟာကို့ပြနိုင်မှသာလျှင်အလောက်ရဖို့ကလွယ်ရဖြစ်တယ်ပေါ့နော်အဲဒီလိုမျိုး skills တွေဖြစ်တဲ့အချိန်မှာမြန်မာပြည်ရဲ့ပညာရေး international education နဲ့ဒီလက်ရှိပေါ့နော်နိုင်ငံသားမှာဖြစ်နေတဲ့ဟာတွေနဲ့ gap တွေအများကြီးကွဲခဲ့ရတူချာအနေနဲ့မြင်ခဲ့ရတယ်ပေါ့နော်အဲကြောင့်မလို့အဲကနေပြီးတော့ဒီ problem ကို solve လုပ်ချင်တဲ့အနေနဲ့ဒီ assignment ဆိုတဲ့အကြောင်းလေးကိုဖြစ်လာ ါဖြစ်ပါတယ်ဆိုတော့ကျေးကျောင်းတီထောင်လာတာဘယ်လောက်ကြာပြီလဲကျေးကျောင်းတီစပြီးတော့မှအဲဒီကျောင်းလေးကိုစပြီးတော့မှတီထောင်ဖြစ်တဲ့အချိန်မှာကျေးဖားလေးခက်ခဲတွေတွေ့ကြုံခဲ့ရလဲဆိုတာလေးပြောပြပေးပါအောင်ကျေး ။ဟုတ်။ကျောင်းဒီလောကရဲ့မှာပေါ့နော်။ပညာရေးလောကရဲ့မှာရှိနေတာတော်တော်လေးကိုကြာပြီ။ teacher ကိုင်ကလည်းဒီ16နှစ်ခေတ်ရပေါ့နော်။ IGCSE ဒီ set တမ်းမဖြစ်ခင်တည်းက tutor လောက်တာရေးပြီးတော့ကြာ internship လောက်တာရေးနဲ့ဒီပညာရေးလောကမှာ2016ခေတ်ရရှိနေတာပေါ့နော်။ဒါပေမဲ့အာဒီဘလို့ခေါ2018မှာတော့ teacher အနေနဲ့ IGCSE အထက်တန်းပြီးရဲ့အချိန်မှာ full time ဆရာမအနေနဲ့ British International School တခုမှာဝင်ပြီးတော့လုပ်ခဲ့ပေါ့နော်။ အဲ့ချိန်နေတော့ကတော့ကို့အနေနဲ့တစ်ချိန်ကျရင်ကြောင်းလုပ်ချင်တယ်ဆိုရယ်စိတ်တော့ရှိခဲ့တယ်ဒါပေမဲ့ကို့ကြောင်ဘယ်လိုမျိုးသူများနဲ့ကွဲပြားအောင်လုပ်မလဲဆိုရယ် idea မျိုးရောအဲ့ချိန်တော့လေ့လာနေအောင်ရှိသေးရပေါ့နော်အဲ့ဒါနဲ့ဒီ covid အတွင်းမှာ australia ကိုရောက်လာခဲ့တီချာဒီကိုရောက်တဲ့ဆက်ရဲ့အတွင်းမှာပဲ covid lockdown ဖြစ်သွားရပေါ့နော်အဲ့တော့ဒီ covid အတွင်းမှာရောဒီလက်ရှိမြန်မာပြည်မှာလုပ်ခဲ့တဲ့ experience တွေနဲ့ on နဲ့တီချာပေါင်းပြီးတော့ဒီ online ကနေပြီးတော့ SME ဆိုပြီးတော့ scholastic mind and education ဆိုပြီး tuition center လေးကိုအရင်ဆုံးစခဲ့ရပေါ့နော်အဲ့ဒါက 2021မှာစခဲ့ရဖြစ်တယ်။အဲ COVID အတွင်းမှာ online နဲ့တင်တယ်ပြီးတော့ဒီ business model လေးကတော့နေသူရှိနေရဖြစ်တယ်ပေါ့နော်။အဲအောင် မှာ teacher အနေနဲ့မနှစ်က August လမှာပေါ့နော်စပြီးတော့ Scholastic International School မြန်မာဆိုပြီးတော့ rebrand လုပ်လိုက်တယ်။ rebrand လုပ်ပြီးတော့စပြီးတော့ဒီ international school ဖြစ်နေ operate လုပ်တယ်ပေါ့နော်။အ international school တက်တဲ့အနေနဲ့ teacher တစ်နှစ်ပဲရှိသေးတယ်။ဒါပေမဲ့ Scholastic Mind and Education က2021ခေတ်အစခဲ့ရဖြစ်တယ်ပေါ့နော်။ ဟုတ်ကဲ့ပါရှင်အဲ့တော့ခုနကဟာမြန်မာလေးမင်းရဲ့အခက်ခဲဆိုရင်တော့အခက်ခဲကတော့ဟိုလုပ်ငန်းတိုင်းမှာရှိရပဲပေါ့နော်ဒါပေမဲ့အဓိကကဒီ assignment မစလုပ်တဲ့အချိန်က timing မှာနည်းနည်းလေး teacher တို့အနေနဲ့အရန်ကြက်သွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်လက်ရှိမှာ2023ကတည်းက scholastic minded education SME tuition center ကို teacher က campus ဖွင့်ထားဖြစ်တယ်ပေါ့နော်အဲ campus ကနေပြီးတော့နောက်ထပ် campus အထီးကိုပြောင်းပြီးတော့ဖွင့်တဲ့အချိန်မှာ assignment ဖွင့်တဲ့အချိန်မှာဟိုအခက်ခဲအများကြီးရှိခဲ့ပေါ့နော်အဲ့အချိန်တော့ challenges တွေလည်းရှိခဲ့ပြီးတော့ ော့နောက်ဆုံးပစ္စည်းဝယ်ကအစား table stay စပွဲကုန်တွေကအစားဒီလိုသေးသေးလေးအစားပြဿနာအများကြီးရှိခဲ့ပေါ့နော်အဲ့အပြင်ဟို international school ဖြစ်သွားတဲ့အချိန်မှာ teacher တယောက်တည်းမလုပ်နိုင်တော့ဘူးလीနော်အဲ့အချိန်မှာ international teachers တွေခေါ်ရတဲ့နိုင်ငံခြားသားတွေခေါ်ရတဲ့အချိန်မှာ challenges တွေအများကြီးကိုကြုံခဲ့ရတယ်ပေါ့နော်အဲ့မိနစ်တုန်းကတော်တော်လေးကို challenging ဖြစ်ခဲ့တဲ့အချိန်လို့ပြောရမှာပေါ့ ်ဆိုတော့ချဲအဲ့ဒီမှာအကြောင်းပါဆိုလို့ရှိရင်ရဲ့ဘေးရွယ်ရနေစပြီးတော့မှတက်လို့ရလဲ requirements တွေဘာတွေရှိမလဲအဲပြီးတော့လို့ရှိရင် cost တွေအနေနဲ့ရောဘာတွေရှိမလဲချဲအဲ့ဒါလေးပြပြပေးပါโอเคอ่า requirements တွေကတော့ကလေးတိုင်းကလာတက်တဲ့အချိန်မှာ principal နဲ့ interview လုပ်ရတယ်ပြီးတော့ကြတော့သူအနေနဲ့ entrance test ပေါ့เนาะ maths နဲ့ english နဲ့ PR ဖြစ် တယ်အဓိကကကလေးကိုဒီ entrance test ဖြစ်ရဲ့အချိန်မှာကြာရဲ့ဟိုအောင်နေဆိုတာထက်ဆိုင် teacher အနေနဲ့ဘယ်လိုမျိုး personalized support ပေါ့နော်ဘယ်လိုမျိုးတယောက်ချင်းစီမှာမတူညီရဲ့ဟို talents တွေရှိရဲ့မတူညီရဲ့ skills တွေရှိရဲ့အဲ့အရာကို teacher ဘယ်လိုဖော်ထုတ်ပေးနိုင်မလဲဆိုရဲ့စိတ်နဲ့စစ်တာပြုတ်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတိတိကျကျအဓိကအကြောင်းရဲ့ဟိုပုံစံကလည်း model ကလည်းနည်းနည်း unique ဖြစ်တဲ့ teacher ကဒီ boutique ပုံစံမျိုးပေါ့နော် boutique ပုံစံမျိုးဆိုတာအကြောင်းပါအများကြီးလက္ခဏာမဟုတ်ဘဲနဲ့တိတိကျကျအယောက်90လောက်ကိုတိတိကျကျလေးပေါ့နော် one to one support ပေးချင်တာမျိုးဖြစ်တယ်။ပြီးတော့သူ့ဘာ talents တွေရှိလဲသူ့အနေနဲ့ဘာစိတ်ဝင်စားမှုရှိလဲဒါကိုဆီယမ်မရဲ့အတူတူ guideline လုပ်ပေးရဖြစ်တယ်ပေါ့နော်။အာ cost တွေအရဆိုရင်တော့ annually teacher တို့အနေနဲ့ကျောင်းလာကရှိရဲ့အဲ့အပြင်အပြင်ဘက်မှာ trips တွေဘာသွားရဲဆိုရင် additional cost တွေရှိရဲ့ပေါ့နော်။အမ်ဒီလောက်ပါပဲဆောက်ပိုးတွေဘာအကုန်လုံးကလည်းဒီ cost တွေအကုန်လုံးထဲမှာပါပြီးသားဖြစ်ပါတယ်။ ချဲအခုဆိုလို့ရှိရင်ဒါចောင်းသားတွေရောဘယ်နှယောက်ရှိပြီလဲအခုရှေ့ဆက်ပြီးတော့ဘာတွေအများကြီးဒီ develop ထပ်လုပ်ဖို့ရရှိအောင်လဲချဲဟုတ် ။ဟုတ်အခုလောလောဆယ်ကျောင်းသားကတော့အမှတ်နှစ်တောင်းအားဆို teacher ကိုအယောက်20ကျော်နဲ့စခဲ့ရပါတော့။ဒါပေမဲ့အခုချိန်မှာအယောက်60ဖြစ်သွားပြီ။ um teacher ကိုအနေနဲ့လက်ရှိဒီ model လေးတိုင်းအောင်ဆက်ပြီးတော့ထိန်းသွားမယ်ပေါ့နော်။အ teacher အခုပြန်လာမယ်ဆိုရဲရန်ကုန်မှာလဲပေါ့နော် international partnership တွေလုပ်ဖို့အတွက် teacher အနေနဲ့ပြန်လာမှာဖြစ်တယ်။အဲဒီကျောင်းစားလုပ်ကလေးက teacher ကိုဝိုင်းရလဲနိုင်ငံခြားမှာ scholarship ရလို့တာလေး teacher အနေနဲ့တက်နိုင်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုရဲ living cost ကပြီးတော့ university fees ကအရင်စကြီးရပေါ့နော်နိုင်ငံခြားမှာက teacher ရဲ့ရည်ရွယ်ချက်ကလေ အကြီးចောင်းသားရဲ့သူ့ဝါသနာပါရဲ့သိနိုင်ပြီးသူ့ဘာရဲ့အရင်စိတ်ဝင်စားနိုင်တာကိုသိနိုင်ပြီးဆိုရင် scholarship တွေဘယ်လိုမျိုးရှောက်လို့ရမလဲပြီးတော့ teacher ကိုចောင်းအနေနဲ့ international မှာပေါ့နော်ဘယ်လိုမျိုးចောင်း image ကိုတည်ဆောက်နိုင်မလဲဆိုတာ teacher ရဲ့ priority ဖြစ်တယ်ပေါ့နော်အဲအတွက်ကြောင့်မလို့ရန်ကုန်လည်း teacher international partners တွေရလာဖို့ရှိရဲ့ teacher ပွဲလည်းလုပ်ဖို့ရှိရဲ့ចောင်းတို့ចောင်းသားရဲ့အနီးကပ်ဆွေးနွေးပေးဖို့လည်းရှိရဲ့ပေါ့နော်အဲအပြင်တော့ teacher အနေနဲ့တခြားတက္ကသိုလ်တွေတွားပြီးတော့ဒီ SISM ចောင်းသူចောင်းသားရဲ့အတွက် exclusive scholarship တွေလည်းထပ်ပြီးတော့လုပ်သွားဖို့အတွက်ရှိပါတယ် ်ဟုတ်လက်ရှိအခုဒီ share တက်နေတဲ့ဟိုဒီ set နေကဒီ university of technology set နေပေါ့နော်ဒီမှာတော့ share ဘာတွေသင်ကြားနေရလဲအဲပြီးတော့ share အခုဒီလက်ရှိဒီ share ရဲ့အခုတက်နေတဲ့အတန်းလေးနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းပြောပြပေးပါလားဒီ share ဟုတ်ကဲ့ um UTS ကိုဆ ਾਇ ရောက်ခဲ့ရတီချာ foundation ကိုတက်ခဲ့ရပေါ့နော် foundation ဆိုတာက ITCSC ပြီးရဲ့အချိန်မှာဒီ foundation program တက်ပြီးမှသာလင်တက္ကသိုလ်ဝင်ခွင့်ရမှာဖြစ်တယ်ပေါ့နော်အော်တီချာအနေနဲ့ဒီ ီ foundation program ကိုရှစ်လတက်ခဲ့ရအဲရှစ်လတက်ပြီးတဲ့အချိန်မှာ medical science ဘက်ကို bachelor အနေနဲ့ရွေးချယ်ခဲ့ပေါ့နော် but medical science ကို determinant က graduation ဖြစ်ခဲ့အဲ graduate ပြီးသွားတဲ့အချိန်မှာအခု masters ကို teaching ပိုင်းမှာပေါ့နော် education masters in education secondary ကိုဒီချက်လက်ရှိတက်ရောက်နေတာဖြစ်တယ်ပေါ့နော် um teacher ကို teacher အနေနဲ့၁၆နှစ်ခရီးအလုပ်လုပ်ခဲ့ရဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီ teaching အပိုင်းကိုကိုက practical အနေနဲ့အများကြီးသိရအကြောင်းသူကြောင့်သားရေကို classroom management နေတိုင်းအများကြီးလုပ်နိုင်တယ်ဒါပေမဲ့အခုချိန်မှာ theoretical ပိုင်းရောက်လာအချိန်မှာဒီ masters မှာကြာကလေးရဲ့ psychology ရေးပြီးတော့ကလေးကိုဘယ်လိုမျိုးကိုကဆက်ဆံရမလဲ report building ကလေးနဲ့ relationship တွေဘယ်လိုတည်ဆောက်ရမလဲပေါ့နော်ဒါရဲ့အလုံးကိုလိုက်ထားပြီးအဓိကထားပြီးတော့သင်ကြားနေရဖြစ်တယ်ပေါ့နော်အဲ့အပြင်ဒီဘက်မှာရှိရအကြောင်းမိမှာ teacher 6ပတ် internship လုပ်ကြည့်ရပေါ့နော် လှုပ်ကြည့်တဲ့အချိန်မှာအများကြီးကွဲကွဲပြားနေရတွေ့ခဲ့ရတယ်ပေါ့တော့မတူညီတဲ့အရာတွေဒီဘက်မှာ internship လုပ်တဲ့အချိန်မှာကလေးရဲ့ behavior မြန်မာပြည်မှာရှိတဲ့ကလေးရဲ့ behavior အများကြီးကွဲနေရတွေ့ခဲ့ရတယ်ပြီးတော့စာသင်တဲ့ပုံစံတွေဒါရဲ့အားလုံးကို teacher အနေနဲ့ဟိုအသေးစိတ်လေးလာခွင့်ရခဲ့ရပေါ့နော်တကယ်လို့မှကိုကဟို masters ကို online နေဖတ်တယ်ဆိုရင် teacher အနေနဲ့ဒီလိုမျိုး experience တွေရခဲ့မှာမဟုတ်ဘူးပေါ့နော်အခုကျတော့ကျောင်းထဲဝင်ပြီးတော့ဒီ Australian ပညာရေးအကြောင်းတိတိကျကျလေးလာခွင့်ရတယ်ကိုအနေနဲ့ကောင်းတဲ့ဟာလေးကိုမြန်မာပြည်ဘက်မှာဘယ်လိုမျိုး implement လုပ်ရမလဲ ွာမျိုးတွေတွေ့ဖို့ပဲပေါ့နော်အဲပြင် partnership တွေကိုမြန်မာပြည်အကြောင်းသားရဲ့အတွက်ကိုဒီ Australia မှာခွင့်ရေးဘယ်လိုမျိုးရအောင်လုပ်ရမလဲဆိုတဲ့ conversations တွေစကားရေးပြောဖြစ်တယ်ပေါ့နော်အဲချဲ့အနေနဲ့အခုဒီအာတင်ယူလိုစိတ်ညားတဲ့ကလေးအများကြီးရှိရဲဆိုဒီကလေးတွေအတွက်ကိုချဲ့အနေနဲ့အာဒီချဲ့ကိုပိုင်း sharing လေးပေါ့နော်ဒီပညာရေးနဲ့ပတ်သက်ပြီးတော့မှရှေးလျှောက်အာဘလိုတွေစူးစမ်းတဲ့နဲ့အာပြီးတော့ဒါတွေကိုဘလို focus ထားတဲ့နဲ့ဆိုတဲ့ဟာလေးကိုချဲ့ဘက်က sharing လုပ်ပေးပါအောင်ရှင့်ဟုတ် ာပညာရေးဆိုတာလေတကယ်တကယ်တော်တော်များထင်တာပေါ့နော်ဘွဲရသွားပြီဆိုရင်ဘာမှထပ်ပြီးတော့လေးလာစရာအသိပ္ပယ်ရောမရှိတော့ဘူးပေါ့နော်ဒါပေမဲ့တခြားနေနဲ့ပြောအဲ့လိုမျိုး တို့ view စထားတဲ့သူရသူအနေနဲ့အယံဝသနာပါရဲ့ subject တွေကိုဘွဲမှာလေ့လာခွင့်မရခဲ့နိုင်ဘူးလို့ထင်တယ်ပေါ့เนาะအဲကြောင့်မလို့သူအနေနဲ့ဘွဲရအောင်လုပ်မယ်ဒါပေမဲ့ဘွဲပြီးသွားရင်တော့ဖတ်ပြီးတော့ကျောင်းမတက်တော့ဘူးဆိုတဲ့စိတ်မျိုးဖြစ်တယ်ပေါ့เนาะဒါပေမဲ့တကယ်တကယ်ပညာရေးဆိုတာကကိုယ့်ဘေးနားမှာပတ်ဝန်းကျင်မှာရှိနေရတဲ့အကုန်လုံးကသင်ယူဖို့အတွက်အများကြီးရှိရပေါ့เนาะအဲတော့ဘယ်တော့မှရက်သွားလို့ရတဲ့ဟာမဟုတ်ဘူးအဲတော့ teacher အနေနဲ့လည်းအခုလိုမျိုး master ဆက်ပြီးတော့တက်တယ်ဆိုတာတကယ်တကယ်စဉ်းစားရင်လွယ်လွယ်လေးအဘွဲရပြီးမြန်မာပြည်ပြန်နေပြီးတော့ကျောင်းအောင်အုပ်ချုပ်မယ်ဒီလိုမျိုးပုံစံနဲ့သွားလို့ရ ရတယ်ပေါ့နော်ကို teacher life အတွက်လည်းပို့ပြီးတော့လွယ်ကူတယ်ဒါပေမဲ့ဒီ masters ကိုဆက်ပြီးတော့တက်တယ်ဆိုတာကိုကိုယ်ဝိုင်လက်ကလေးကို proof လုပ်ပြချင်တယ်ပညာရေးဆိုတာဘယ်တော့မှဟိုပြီးဆုံးတဲ့အရာမဟုတ်ဘူးဆက်ပြီးတော့လေ့လာသင်ယူရမှလည်းအများကြီးရှိရယ်ပေါ့နော် ပြီးတော့တော်တော်များများကဟို school foundry ဆိုရင်လည်းဒီ business ပတ်ချမ်းမှာပို့ပြီးတော့ bachelor ရှိကြရဲဒီလိုမျိုးကြီးပေါ့နော် like ပို့ပြီးတော့တည်ကြရဲဒါပေမဲ့ teacher ကကျတော့ school foundry တယောက်အနေနဲ့ကလေးရဲ့ psychology ပြီးတော့ကလေးရဲ့တိုးတက်မှုကိုတကယ်သိသင့်တဲ့လူ educator တယောက်အနေနဲ့ယက်တည်ရှင်တာဖြစ်တယ်ပေါ့နော်အဲ့တော့တကယ်လို့မှကိုကအရာတစ်ခုကိုစိတ်ဝင်စားရဲဆိုရင်ကိုတဆုံးအထည်ကိုလေ့လာဖို့တဲ့ teacher အနေနဲ့အကြံပေးချင်တယ်ပေါ့နော်ထပ်ပြီးတော့ထပ်ပြီးတိုးတက်နေတဲ့ technology လည်းအများကြီးအခုဆို AI kit ရောက်လာပြီပေါ့နော်အဲ့တော့ပို့ပြီးတော့မှ ာတီချာတော့အနေနဲ့လေးလာအမှမပြတ်အောင်မဟုတ်ပေါ့နော်နေရဖြစ်တယ်အရင်ခေတ်တုန်းကလိုမျိုး changes တခုဖြစ်ဖို့အတွက်စနစ်တာမကြတော့ခက်ရောက်လာပြီပေါ့နော် changes တခုဖြစ်ဖို့အတွက်ကလာပိုင်းလည်းဖြစ်နိုင်တယ်တစ်နှစ်အတွင်းလည်းဖြစ်နိုင်တယ်အော်ကိုက up to date ဖြစ်အောင်မနေဘူးဆိုရင်တီချာတော့ educator အနေနဲ့လည်းကလေးကိုထပ်ပြီးတော့ပေါ့နော် lesson မကန်းနိုင်ဘူးအဲ့အတိုင်းပဲကလေးကိုကိုယ်ဟန်ကလည်းအမြဲကဘာပေါ်မှာဖြစ်နေတဲ့ဟာရကိုနဲ့ဆိုင်နေပြီးတော့ကိုယ်အနေနဲ့အမြဲလေ့လာရမယ်ဆိုတဲ့ဟာမျိုးတီချာအနေနဲ့အကြံပေးချင်တယ်ပေါ့နော် ဟုတ်ကဲ့ပါချက်အများကြီးလည်းပြပြပေးသွားရည်ဒီချက် suggestion လေးအမြင်တွေကလည်းအားလုံးအတွက်အတားသုံးဝင်မယ်လို့ထင်ပါတယ်။အဲဆိုတော့ဒီချက်အဲဒီချက်ရဲ့ဒီ SISM ចောင်းလေးအဲ intake တွေက browser မယ် intake အစ်စ်တွေဘယ်လိုရှိမလဲဆိုတဲ့ဥစားလေးပြပြပေးပါအောင်ဟုတ် ။ဟုတ်။အင်ခိတ်ကတော့ all year round ပေါ့နော်။ဘယ်ချိန်မှဆိုလာပြီးတော့ကျောင်းစုံစမ်းလို့ရတယ်တက်လို့ရတယ်။ဒါပေမဲ့ academic calendar အရဆိုရင်တော့ British ကျောင်းတွေအကုန်လုံးက semester နှစ်ခုရှိရယ် term လေးခုရှိရယ်ပေါ့နော်။ uh usually August ကနေစရယ် August ကနေပြီးတော့ December အထိက semester တစ်ခု။ပြီးရခါကျ December ကနေပြီးတော့ June လအထိက semester တစ်ခုပေါ့နော်။အဲ့တော့ဒီအတိုင်းပဲသွားမျိုးဖြစ်တဲ့ teacher point ကလည်းပြီးတော့ကျတော့ဒီ holidays တွေအကုန်လုံးကလည်းတခြား international school တွေလို့အကုန်တူတူပါပဲ။ ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ကျေးအခုလိုမျိုးအချိန်ပေးပြီးတော့မှအကြောင်းအကြောင်းရောဘုတိချေတက်နေရဲ့ဒီစစ်နေကြောင်းအကြောင်းအကြောင်းလေးတွေရောပြပြပြကျေးဇူးများကြီးတင်ပါတယ်နောက်ပြီးတော့မှချေ congratulation ပါချေ UK ကပေးတဲ့ဒီ2025 Women of Future ဆုကိုဒီ finalist ရင်းထဲမှာလည်းချေပါတာကိုတွေ့ရတယ်ဆိုတော့ congratulation ပါချေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှေ့အခုလိုမျိုး like dot like teacher story ကို share လုပ်ခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်